အားလုံးပဲမင်္ဂလာပါဒီညီမလေးရဲ့စပင်ကိုတော့တရား rebound laser treatment လေးတွဲလုပ်ပေးမှာပေါ့နော်ဒီ rebound laser treatment လေးတွဲလုပ်ပေးရသူကပထမလုပ်ထားတာ၈လ10လလောက်ရှိပြီပေါ့နော် rebound လုပ်ထားတာအဲ့အတွက်ညီမအဖျားတွေကိုဆေးမထိကျင်တော့ဘူးအဲအကြောင်းသူကို rebound laser treatment လေးတွဲလုပ်ပေးတာအဲ့အတွက်ဒီအရှင်းတွေကိုအရှင်းဆုံးတရား rebound ဆေးထည့်တယ်။ rebound ဆေးထည့်ပြီးတာနဲ့အဖျားတွေကိုတရား treatment ထည့်တယ်ဗောနော treatment ထည့်ပြီးတာနဲ့သူ့ကိုတခါတယ်ဒီလေဆာနဲ့သပင်သားရဲ့စိတ်ဝင်သွားအောင်လို့သပင်သားပြန်ပြောင်းလေးဖြစ်အောင်လို့လေဆာနဲ့တခါတယ်ပူပေးတယ်ဗောနော်ဒီ rebound ရဲ့သဘောဟာသူကအရင်ဖြောင်းဖြောင်းကက်ကက်ကြီးကြိုက်တဲ့သူမျိုးဆိုရင်တော့အဆင်မပြေဘူး natural ဆန်သားလိုမျိုးဝွဝွလေးပြောင်းပြောင်းလေးဖြစ်ချင်တဲ့သူမျိုးဆိုရင်တော့ rebound လုပ်တာပို့အဆင်ပြေရယ်ဗောနော် နောက်ဆုံးရလာတဲ့ result ကိုကြည့်ကြည့်ပါစံသားကအရင်ကက်ကက်ကြီးမဟုတ်ဘဲနဲ့ natural လိုမျိုးပြောင်ပြောင်လေးနဲ့ဝုတ်ဝုတ်ကလေးဖြစ်နေရပေါ့ဒီလို စပင်သားမျိုးကြိုက်တဲ့ဆိုရင်တော့တဲတို့ဒီ white hair studio ပေါ့နော်အမှတ်58မူဦးပင်လန်း white hair studio မှာလုပ်လို့ရပါတယ်ဒါကတော့တကူအဝေးရနေတကူတကလာအားပေးတယ်ညီမလေးပေါ့နော်ဘကူကနေတောင်တဲ့ကိုချစ်လို့ယုံကြည်လို့လာအားပေးတဲ့အတွက်လေကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါ